မြတ်စွာဘုရားရွေးချယ်စေတဲ့နဲ့ရွေးချယ်တဲ့နဲ့ဘဝမျိုးကဘယ်လိုဘုဘယ်လိုဘဝမျိုးလဲလို့မြတ်စွာဘုရားရဲ့အဆုံးအမကြောင့်သတိလောက်ဝပညာဝဓမ္မိကောတိဟာမြတ်စွာဘုရားအေးဘဝတစ်ခုရလာလို့ရှိရင်ကိုချင်းတရားမပြတ်တဲ့ဘဝမျိုးဖြစ်ပါစေကိုချင်းတရားမပြတ်တဲ့ဘဝမျိုး ကိုချင်းတရားကောင်းမွန်နေဆိုတာစာရိတ္တသီလနဲ့ဝါရိတ္တသီလဝါရိတ္တသီလလို့ဆိုတာရှောင်ရမယ့်ဟာကိုရှောင်တာစာရိတ္တသီလဆိုတာလုတ်တဲ့နာကိုလုတ်တာတဲ့နှစ်မျိုးရှိတယ်ပေါ့ရှောင်ရမှာကိုရှောင်ရမယ်ဆိုပါစို့ငါးပါးသီလဆိုလို့ရှိရင်ရှောင်တာပဲရှောင်ခိုင်းတာပဲအဲ့ဒါရှောင်ရမယ်ဟာ ဘာကလေးရှောင်ခိုင်းတာတော့ဆိုရင်မရှောင်ရင်ဆိုးကျိုးတွေလာမှာပေါ့အဲ့ဒီဆိုးကျိုးတွေမရစေဖို့အတွက်ရှောင်ခိုင်းတာတမင်းရှောင်ခိုင်းတာမဟုတ်ဘူးဒါလို့ရင်ဆိုပါစို့မိမကိုင်းနဲ့ကိုင်းလို့ရှိရင်ပူလိုက်မယ်လောင်လိုက်မယ်ဒါကဆိုးကျိုးကရှိတယ်ဒီသဘောပဲဗန္ဒာနိပါဒမလုံနဲ့ဆိုးကျိုးတွေလာလိုက်မယ် အဋ္ဌိဒါနမလုံးနဲ့ဆိုးကျိုးတွေလာလိမ့်မယ်။ကာမိတုမိစ္ဆာစာရဆိုးကျိုးတွေလာလိမ့်မယ်။ခဏိခေတ်မှာတောင်းပါပဲကြည့်လေ။ဒုက္ခရောက်တဲ့ပုဂ္ဂိုလ်တွေရာဇဝမှုကျွလွန်လို့ဖြစ်စေဒုက္ခရောက်သွားတဲ့ပုဂ္ဂိုလ်တွေဟာလိုက်ပြီးကြည့်မယ်ဆိုရင်ဒီထဲကပဲသွားနေတာ။ပါဏာတိပါဒကြောင့်ဒုက္ခရောက်တာလား။အဋ္ဌိဒါနကြောင့်ဒုက္ခရောက်တာလား။ ကာမေတုကြောင့်ဒုက္ခရောက်တာလားမုသာဝါဒကြောင့်ဒုက္ခရောက်တာဒီထင်းရပဲဒီကနေ့ထုတ်နေတဲ့ဂျာနယ်တွေထဲမှာဖတ်ကြည့်အထူးအဖြင့်မှုကင်းဆိုတာဖတ်ကြည့်လိုက်မြဆိုရင်ဒီထင်းရတွေကြည့်ရလေကောင်းလွတ်ထာမှမရှိမှမရှိဘူးဒါကြောင့်မို့လို့မြတ်စွာဘုရားကရှောင်ရမယ့်ဟာတွေမရှောင်ဘူးဆိုလို့ရှိရင်စိုးကြိုးတွေလာမှာပဲတဲ့ ဒါဖြင့်လုံတဲ့နာမလုံလို့ရှင်ရောလောကမှာချီးမွားမွေမဖြစ်ဘူးလုံတဲ့နာလည်းလုံဖို့လိုတယ်ရှောင်တဲ့နာရှောင်ရမယ်လုံတဲ့နာလုံရရှောင်တာကိုဝရိတ္တသီလလို့ခေါ်တယ်လုံတာကိုစရိတ္တသီလလို့ခေါ်တယ်မိဘနှစ်ပါးပြည့်စုံလုံကျွေးရမယ်ဝတ္တရားကျေရမယ်မိသားစုအတွက်လုံဆောင်ရမယ်ဝတ္တရားကျေရမယ်မိမိနဲ့ပတ်သက်တဲ့ဆွေတွေမျိုးတွေ မိတ်ဆွေသင်္ဃာတွေဝတ္တရားကျေရမယ်ဒါရီယာစာရိတ္တသီလလို့ခေါ်တယ်ဒါလည်းသီလထဲမှာပဲပါအဲ့ဒါကြောင့်မလို့ဝရိတ္တသီလနဲ့စာရိတ္တသီလဆောင်ရမှနဲ့ရှောင်ရမှနဲ့ဆောင်ရမှဒီနှစ်ခုနဲ့ပြည့်စုံလို့ရှိရင်လောကမှာလူတော်လူကောင်းကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်ဒီလိုခေါ်ရတာပဲမြတ်စွာဘုရားအဲ့ဒီဘဝမျိုးကိုရွေးပါတဲ့ တိလဝဘဝမှာជីវွားတိုးတက်ခြင်းတဲ့ပုဂ္ဂိုလ်ဟာတိလဝတိရကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ပါစေ။